မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နေပြည်တော်နဲ့နီးကပ်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာအနီးမှာတိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေပြီးတော့ပြည်သူတွေထောင်ထဲချေပြီးတော့ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ18ရက်ကစတင်ပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းချေးရွာအနီးမှာတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလာခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်ဇက်တိုက်စိုးစလုံးတိုက်ပွဲများဖြစ်ပွားလိုက်နားလိုက်နဲ့နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတယ်လို့ပြောပါတယ်။ကရင်နီ KNDF တပ်များနဲ့စစ်တပ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များကြားမှာတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။ တိုက်ပွဲတွေအတွင်းမှာစစ်တပ်နဲ့ PNO ဂိတ်စခန်းတချို့ကိုတိမ့်ပိုက်ရရှိခဲ့ပြီးတော့ PNO စစ်သားတချို့ကိုလည်းအရှင်ဖမ်းဆီးရရှိထားတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်များကအပြင်းထန်ခုခံနေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုများဟာလည်းဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။အခုစောင်းပြောင်းရွာမှာဖြစ်လာတဲ့တိုက်ပွဲတွေကတော်လိုင်းတပ်တွေကထိုးစစ်ဆင်လာတာလို့ပြောရမယ်။ပင်လောင်းလွိုက်ကောလမ်းနဲ့ပင်လောင်းနေပြီးတော့သွားတဲ့လမ်းတွေမှာတော်လိုင်းတက်တွေကစပြီးတော့စစ်ဆန်းတဲ့သဘောလဲမြင်ရပါတယ်အခုတည့်ရတဲ့လောက်ကတော့တော်လိုင်းတက်တွေကစခန်းသိမ်းထားတာတွေရှိတယ် PNO စစ်သားတွေကိုလည်းဖမ်းမိထားတာတွေရှိတယ်လို့ရှေ့တန်းသတင်းရင်းတွေကသတင်းပေးဖို့ပြောကြားထားပါတယ်။ရှမ်းပြည်နယ်ပင်လောင်မြို့နယ်ဟာနေပြည်တော်ကိုတိုက်ရိုက်တွားရောက်နိုင်တဲ့အချက်အချာကြတဲ့စစ်ရေးအရရေးပါတဲ့မြို့နယ်တစ်ခုဖြစ်ပြီးတော့အဲ့ဒီနေရာကိုတော်လိုက်တပ်များကနယ်မြေစိုးမိုးရေးရရှိရန်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ဒေတာတွင်သတင်းရင်းတွေကသုံးသပ်ထားပါတယ်။အချက်ပါစစ်ကောင်စီကတိုက်ပွဲများပြင်းထန်လာပြီးတော့စစ်တပ်အထိနာလာတဲ့အချိန်ပို့အကျွာများကိုမိရှုဖြတ်စည်းခြင်းလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခြင်းတို့ကိုလှုံ့ဆော်လာပြီးတော့ တော်လိုင်းတပ်များကလှုပ်ဆောင်နေဆိုပြီးတော့ဆွဆွဲပြောဆိုမှုများကိုလည်းတောက်လျှောက်ဆိုသလိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်ပိုးရွာတွေကိုစစ်ကောင်စီကလေချောင်းကနေဘုံကျဲတာမိရှုံနေတာတွေကို PNO အရာရှိတွေကဘာမှမပြောရဲဘူးပြီးတော့ပိုးပြည်သူတွေကိုပြောင်းလဲနေသေးတာအကြမ်းဖက်သမားတွေကမိရှုံတယ်ဆိုပြီးတော့အဲ့ဒီလိုပဲပိုးနဲ့ KND တွဲခွဲနေတာပိုးပြည်သူတွေအယံအားတယ်ထင်နေတော့မယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် ပင်လောင်းမြို့နယ်မှာမေလ18ရက်နေ့ကနေဒီကနေ့မေလ26ရက်နေ့အထိဇက်တိုက်ဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင်းပင်လောင်းမြို့နယ်စောင်းပြောင်းဒေသကပြည်သူတွေထောင်ထဲချပြီးတော့တောင်ရဆိုင်ပြိုးနေခြင်းဖြစ်တော့လဲစစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမှာ AA နဲ့ PDF များဝင်ရောက်လာမယ်ဆိုပြီးတော့အင်ကပူမြို့နယ်နဲ့ဘိုကလေးမြို့နယ်တို့မှာစစ်တပ်ကစစ်သားတွေများအကြီးအကျယ်စုဆောင်းနေပြီးတော့စစ်တင်နှန်းများဇက်တိုက်ပေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AA နဲ့ PDF များဝင်ရောက်လာတဲ့အတွက်လေးမျက်နှာမျိုးမှာတိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်အင်ကပူမျိုးနဲ့မဲဆလီကုန်းမျိုးကွင်းကောက်တို့မှာစစ်သားများအကြီးအကျယ်စုဆောင်းနေပြီးတော့ပြည်သူစစ်တင်းတန်းများပို့ချလျက်ရှိတယ်လို့သိရပါဗျ။ကျေးရွာတွေမှာနေစဉ်နဲ့အမျှလူငယ်များဇက်တိုက်ဖမ်းဆီးခံနေရတယ်လို့သိရပါဗျ။တပ်သားတပ်များစုဆောင်းရမှာစစ်တပ်ကဓာတ်ရိုက်ဖမ်းဆီးခြင်းရှိတယ်လို့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ပြူစော်တီများဖမ်းဆီးပို့ဆောင်မှုများလည်းရှိနေတယ်လို့သိရပါဗျ။အင်ကပူမျိုးနယ်မှာအဓိကအားဖြင့်အမှန်ငါတက်မတော်တမ်းပြဲလေ့ကျင့်ရေးအကြောင်း တကကငားမောင်စစ်မှုတန်းတပ်သားတဲ့များကိုအဓိကစုဆောင်းနေခြင်းဖြစ်ပြီးတော့အဲ့ဒီတကကငားမောင်စစ်မှုတန်းတပ်သားများဟာ အေအေနဲ့ PDF များကိုအဓိကခုခံမဲ့တပ်သားတက်များထုတ်လုပ်ပေးနေခြင်းဖြစ်တယ်လို့သိရပါဗါဒတကကငားကတော့အင်ကပူမြို့နယ်မှာရှိတဲ့မဲဆလီဂုံမြို့ကွင်းကောက်ဒေသကလူငယ်တွေအကုန်လုံးပါပဲပေါ်တာဆွဲပြီးတော့အဲ့ဒီမှာစစ်ရေးလေ့ကျင့်ပေးနေတာရက်တိုတင်တန်းပါပဲနောက်ပြီးတော့မဲဆလီဂုံမြို့မှာလည်းရက်တိုပြစ်ခတ်မှုတင်တန်းတွေပေးနေပါတယ်ကွင်းကောက်ဘက်ကရွာတွေမှာလည်းနေတိုင်းလိုလိုလူငယ်တွေပေါ်တာဆွဲခံနေရပါတယ်ဘဲလူငယ်မှရွာထဲမှာမနေရဘူးညအိမ်ရင်လဲတောထဲမှာတွားအိမ်နေရတယ် စစ်တပ်ကဝင်ပြီးတော့ခဏခဏပေါ်တာဆွဲနေလို့ပါလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ဒါအပြင်အင်ကပူမြို့နယ်ကွင်းကောက်ဒေသနွားချံကြီးရွာအုပ်စုမှာစစ်တပ်သတင်းပေးတိန်းစော်တက်ကြတ်တိန်းထွန်းရဲ့မိမတင်းတင်းမို့ မိနီတို့ကစစ်တပ်အတွက်စစ်သားစုဆောင်းပေးနေခြင်းနဲ့စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်များကိုတွေ့ရှိပါကတော်တက်ကငါးထံကိုဖုံးဆက်ကဖမ်းဆီးခိုင်းနေတယ်လို့သိရပါဗျ။စစ်တပ်ကသတင်းပေးနေအမကန်များကိုလွတ်ကစစ်သားတဲ့များကိုဖမ်းဆီးခိုင်းခြင်းနဲ့သတင်းပေးခိုင်းခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အင်ကပူမြို့နယ်ဂရက်ရွာသားတအူးဟာနွားချံအုပ်စု ကုန်းတောင်ဒီရွာဘက်မှာငါးသွားရှာရင်းနဲ့သတင်းပေးတွေကဖုံးဆက်ပြီးတော့ဖမ်းခိုင်းလို့တကကငါးကဝင်ဖမ်းပါတယ်အရိကစစ်မှုထမ်းရှာနေတာမေလ21ရက်နေ့ကလည်းခရီးသွားလူငယ်တွေကိုတွေ့လို့တကကငါးကနေပြီးတော့ဝင်ဖမ်းပါတယ်လူငယ်တွေကိုတကကငါးတဲ့ဖမ်းခေါ်သွားတာကိုတွေ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်ကရှင်းပြထားပါတယ် အလားတူပဲအေယာဝတီတိုင်းဘုကလင်းမြို့နယ်ကျွန်းညိုကြီးကျွန်းဒေသမှာလည်းအခုမေလာအတွင်းစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်။အေယာဝတီတိုင်းအတွင်းနယ်အင်ကပူမြို့နယ်ဘက်မှာခံစစ်ပြင်ရန်အတွက်ဆိုပြီးတော့စစ်တပ်ကလူငယ်များကိုဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဘုတ်ကလေးဘက်မှာစစ်တပ်ကလူငယ်တွေကိုနေရောညပါလိုက်ပြီးတော့ဖမ်းနေတာတချို့ထွက်ပြေးရင်းနဲ့အဆက်အသွယ်ပါမရတော့ဘူးတေသလားရှင်သလားလည်းမသိရဘူး ဖော်ပြတဲ့သူတွေရဲ့မိဘတွေကိုလည်းအကြောင်းမျိုးမျိုးနဲ့ပြန်ခေါ်ပေးဖို့စစ်တပ်ကအချက်ကိုင်းနေပါတယ်။အခုအချိန်ခါဟာလေယာမြေလုတ်ဖို့မိုးရင်းကာလလေလုံးမဲ့သူတော်မရှိတော့တဲ့အထိရွာတွေဘက်တွေမှာအခြေအနေဆိုးနေတာတက်ကပြောတာတော့အေယာဝတီတိုင်းကိုအေယာဝတီတိုင်းကလူငယ်တွေနဲ့ပဲပြန်ပြီးကာကွယ်ဖို့လုပ်ရမယ်ဆိုပြီးတော့လူငယ်တွေကိုလိုက်ဖမ်းနေတာလို့ဗိုလ်ကလေးမျိုးနဲ့ကျွန်းညိုကြီးကျွန်းကပြည်သူတို့ကရှင်းပြထားပါတယ်။အေးအေးဥဆောင်တဲ့တော်လိုင်းတပ်များကလင်းမြတာမျိုးနဲ့အတွင်းရောက်ရှိနေတာ စစ်ကောင်စီတပ်စခန်းတချို့ကိုတိုက်ခိုက်သိမ်းပိုက်မှုများကိုအခုနှစ်စံပိုင်းမှာလုံဆောင်ခဲ့တယ်လို့ AA ကတရားဝင်ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်တဲ့နေပြည်တော်မှာ modular office နဲ့ modular house များအပါအဝင်ယာယီအဆောက်အုံတည်ဆောက်မှုအတွက်လိုအပ်တဲ့သွင်းကုန်များကိုမင်းအောင်လိုင်းရဲ့တာအောင်ပြေဆုံးစစ်တပ်ဥပိုင်ကုမ္ပဏီနဲ့စစ်တပ်အတိုင်းဝိုင်းများကသာတင်သွင်းခွင့်ရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်နေပြည်တော်မှာဝင်ကြီးဌာနရုံးအဆောက်အုံများနဲ့နေပြည်တော်ရဲ့ဝန်ထမ်းအင်အားများအများပြားပြိုကျပျက်စီးခဲ့ရာစစ်ကောင်စီကရန်နေရာများလဲပတ်နိုင်ရေးအတွက်ယာယီအဆောက်အုံများအဖြစ်နဲ့ modular office နဲ့ modular house များကိုပမာဏအများပြားနဲ့တိစောက်လျက်ရှိတယ်လို့သိရပါဗျ။အဲ့ဒီ modular office နဲ့ modular house များကိုတရုတ်နိုင်ငံက China Aid ကလှူဒါန်းခဲ့တော့လေလုံလောက်မှုမရှိတဲ့အတွက်စစ်တပ်က၎င်းတို့လက်အောက်ခံကုမ္ပဏီများကို တင်သွင်းခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီကုမ္ပဏီတွေထဲမှာမင်းအောင်လိုင်းရဲ့အောင်ပြေဆုံးကုမ္ပဏီစစ်တပ်လက်အောက်ခံပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဥပိုင်ကုမ္ပဏီနဲ့စစ်တပ်အတိုင်းဝိုင်းများရဲ့ကုမ္ပဏီများစွာကသာတင်သွင်းခွင့်များရရှိသွားတယ်လို့သိရပါဗျ။ Modular Office နဲ့ Modular House တွေကတရုတ်ကလည်းလူတလုံးအောင်ပြေဆုံးကုမ္ပဏီဥပိုင်နဲ့စစ်တပ်အတိုင်းဝိုင်းတွေကလည်းတင်သွင်းနေပါတယ်။တင်တာတွေမခေါ်တော့ဘူး။နီးစပ်ရာကိုပဲတင်သွင်းလုပ်ပိုင်ခွင့်ပေးပြီးတော့အမြန်တိဆောက်နေတာပါ။ဒီမိုးရင်းမဝင်ခင်မှာအမြန်တိဆောက်နေတာမို့လို့တင်တာချပေးလိုက်တာ။ တက်ချုပ်သားကုမ္ပဏီကတော့ခွဲတဲ့အများဆုံးရတယ်လို့သိရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါတယ်။အချမ်းဘတ်စစ်ကောင်စီကနေပြည်တော်ကိုပြန်လည်ပြုတ်ပြင်တိဆောက်ရန်မြို့ကွက်ချမှုများလှုံ့ဆော်နေရာမူလတိဆောက်ခဲ့တဲ့ကုမ္ပဏီများကိုပြန်လည်ဆင့်ခေါ်ခဲ့တဲ့အပြင်ကုမ္ပဏီတက်များကိုလည်းဆောက်လုပ်ခွင့်တင်တာများချပေးထားမှာဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးဆောက်လုပ်ခွင့်တင်တာများချပေးမဲ့ကုမ္ပဏီများမှာမင်းအောင်လှိုင်ရဲ့တာအောင်ပြေစုံရဲ့ကုမ္ပဏီလည်းပါဝင်နေတယ်လို့သိရပါတယ်။ မင်းအောင်လည်းရဲ့တာအောင်ပြည့်စုံက Sky One ဆောက်လုပ်ရေးကုမ္ပဏီအပြင် ဖုံးမြက်ပြည့်စုံမြန်မာစစ်သူကြီးမင်းတရားကြီး Winden Sky True Golf အောင်မြင့် Moment Insurance Company Mytel Telecom Share ရှင် Azura Beach Resort ANM Maha Company Limited ငင်းချမ်းပြည်စုံ manufacturing and trading company limited စတဲ့ကုမ္ပဏီပေါင်းများစွာကိုနာမည်မျိုးစုံနဲ့လုတ်ကင်နေသူဖြစ်တယ်လို့သိရပါဗျ။စစ်တပ်နဲ့အရက်ဘက်ဝင်ကြီးဌာနများရဲ့စောက်လုပ်ရေးတင်တာ၊လန်ဒရာတိဆောက်ရေးတင်တာများ EV ကားနဲ့ဆိုလာပြားများတင်သွင်းခြင်းအပါအဝင်မြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးလုပ်ငန်းအသေးအလက်အကြီးမျိုးစုံတို့ကိုလုတ်ကင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြောက်ပိုင်းဂံကောခရိုင်စောမြို့နယ်ကြောက်ထုတိုက်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကကိုဝင်းတဲ့အမျိုးသမီးတအုပ်ကိုအထမပြုကျင့်ခဲ့တဲ့အပြင်တပ်ဖြတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်မေလ19ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံကြောက်ထုအမြောက်တပ်ရင်းအမှတ်368ကကြောက်ထုတိုက်နယ်ကံကြီးကျေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန်တွင်းမှာ ဲ့ဒီဖြစ်စဉ်ဖြစ်ပွားသွားတယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ကြောင်းထုတ်ဝင်ရောက်တဲ့အချိန်တွင်းမှာဖိလင်းမြို့နယ်ရောင်ကန်ကြီးရွာကကြောက်ထုတ်တိုက်နယ်ကန်ကြီးကြီးရွာကိုအလဲလာတဲ့အသက်26နှစ်အရွယ်ကိုဝင်း၅လရှိတဲ့အမျိုးသမီးတဦးပျောက်ဆုံးသွားတယ်လို့သိရပါဗျ။ကံကြီးရွာကသူ့ရဲ့အမျိုးသားစီကိုအလဲလာတဲ့အချိန်စစ်ကြောင်းထိုးတာနဲ့ဂျုံသွားတာသူပြောက်သွားတော့ကျွန်တော်တို့ကလိုက်ရှာကြတာမေလ23ရက်နေ့မှာသူ့ရဲ့အလောင်းကိုတွေ့ပါတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့အသက်30အရွယ်အမျိုးသားတို့ကပြောပြထားပါဗါး အဲ့ဒီကိုဝင်တဲ့အမျိုးသမီးရဲ့အလောင်းကိုတွေ့ရှိတဲ့အချိန်မှာညာဘက်ပေါင်းမှာတနက်ဒဏ်ရာတစ်ချက်မျက်လုံးတစ်ဖက်ထွက်ကြထားတဲ့အပြင်လေပင်ပြတ်ဆတ်ဒဏ်ရာများကိုလည်းတွေ့ရပြီးတော့ အဓမ္မပြုခြင်းခံထားရတဲ့လက္ခဏာများကိုလည်းတွေ့ခဲ့ရတယ်လို့ပြောပါရယ်။၅ရက်လောက်မှအလောင်းကိုပြန်တွေ့တာဘိုက်ထဲမှာကကလေးနဲ့ဒဏ်ရာတွေကလည်းအများကြီးနဲ့တိနေတာလို့အမည်မဖော်လိုတဲ့အမျိုးသမီးတူကရှင်းပြထားပါရယ်။လက်ရှိမှာကြောက်ထုအမြောက်တက်ရင်အမှတ်368က၎င်းတို့နဲ့၅မိုင်ပတ်လည်အတွင်းမှာရှိတဲ့ခြေပါများကိုလက်နဲ့ကြီးများနဲ့ပြစ်ခတ်ခြင်းဘရုံများကိုအုံပြပြီးတော့ဘုံကျဲတိုက်ခိုက်ခြင်းအပြင်ကြေးပါများအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်မှုများလည်းရှိနေတယ်လို့ကြောက်ထုဒေသခံများကပြောပါတယ်စောစောပိုင်းတော့ကတော့စစ်ကြောင်းကပုံမှန်ထိုးနေတော့စစ်ရှောင်နေကြတာများတယ် ပြီးတော့368แท้ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပြစ်လိုက် drone နဲ့ချလိုက်ဆိုတော့ဘယ်သူမှမနေရဲကြဘူးဒီနောက်ပိုင်းမှာစစ်ကြောင်းထိုးတာကျဲသွားတော့ဝင်နေနေကြတာကြောက်ထုနဲ့ကံကြီးကခြေချင်သွားမယ်ဆိုရင်နိုင်ဝက်လောက်ပဲလို့ကြောက်ထုတိုက်နယ်အတွင်းနေထိုင်တဲ့အမျိုးသားတို့ကရှင်းပြထားပါတယ်လက်ရှိမှာစစ်ကောင်စီကကြောက်ထုတိုက်နယ်တဝိုက်ကိုလေကြောင်းအုံပြုတ်ပြီးတော့ဘုံကျဲတိုက်ခိုက်မှုများကိုနေတိုင်းနေပါလှုပ်ဆောင်လျက်ရှိတဲ့အတွက်ဒေသခံပြည်သူများဟာစိုးရိမ်ထိတ်လန့်နေရတယ်လို့သိရပါတယ်စကိုင်းတိုင်းချင်းပြည်နယ်တို့နဲ့ထိစပ်နေတဲ့မကွေးတိုင်းအတွင်းမှာရှိတဲ့ရောဒေသဟာဒေသခံတော်လှန်ရေးတပ်ဖွဲ့များအ အင်အားကောင်းတဲ့ဒေတာတစ်ခုဖြစ်ပြီးတော့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများဖြတ်တောက်ခံထားရတဲ့ဒေတာတစ်ခုလည်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်မြန်မာနယ်စပ်စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့မူဆယ်မြို့မှာလမ်းသွားနေတဲ့အမျိုးသမီးတဦးကိုအမျိုးသားတစုကလူရက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့မေလ24ရက်နေ့မနက်9:00ဝန်းကျင်မှာမူဆယ်မျိုးရွှေသမင်ကွက်တဲ့စွမ်းစော်လန်းအမှတ်တက်မှာတွာလာနေတဲ့အမျိုးသမီးတဦးကိုကားစီးလာတဲ့အမျိုးသားတစုက ပါဇက်ကိုပိတ်တနက်နဲ့ထောက်ပြီးတော့ပတ်စံအိတ်ဖုန်းနဲ့ရွှေတွေကိုလူယူသွားတယ်လို့သိရပါဗျ။စွမ်းစော်ရက်ကွက်ကနေပြီးတော့အမျိုးသမီးကမနှက်ဈေးလာဝယ်တဲ့အတော်တို့လမ်းတွေကဖြစ်တာပါ။သူပြောပြတာကတော့အဲ့ဒီကားစီးလာတဲ့လူတွေကဗမာစကားရောတရုတ်စကားရောပြောတယ်။ဆဆတုံးကအဲ့ဒီအမျိုးသမီးကအော်တယ် ပြီးတော့မှသူတို့အဖွဲ့ကဗဇက်ပိတ်ထားဆိုပြီးတော့တနက်နဲ့ထောက်လိုက်တာလို့ပြောပါတယ်လူရခံရလို့ပါသွားတဲ့ပြစ်စည်းပမာဏကိုတော့မသိရသေးဘူးလို့ပြောပါတယ်မူရဆေးဝါးနောင်ကစားတွေပေါ်များတဲ့မူဆယ်မြို့မှာစစ်ကောင်စီတပ်အပြင်ပြည်သူ့စစ်ဘောင်းဆောင်လဲရှိနေပြီးတော့မကြာခဏလူရမှုဓမြတိုင်းမှုလူတက်မှုနဲ့ပြန်ပေးဆွဲမှုတွေဖြစ်ပွားနေပေမဲ့တပ်ဆိုင်ရာကတော့အရေးယူဆောင်ရွက်ပေးတာမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်အလားတူပဲမေလ16ရက်နေ့ညကလည်း ရဲတယောက်ကဖုန်းနဲ့ဆိုင်ကယ်အလုခံခဲ့ရတယ်လို့မေလာ၂၁ရက်နေ့ကလည်းမူဆယ်မြို့ဈေးရက်ကွက်ကရွှေဆိုင်တစ်ခုကိုဓမြတိုက်သွားတဲ့အမျိုးသား၅ဦးကလေးက၂ဦးကိုမေလာ၂၂ရက်နေ့မှာဖမ်းမိခဲ့ပါတယ်။ဒါအပြင် မေလာ၁၈ရက်နေ့ကလည်းဟိုနားရက်ကွက်မင်းထိတ်ခေါင်လက်ဖေးဆိုင်ရဲ့အနောက်မှာနေထိုင်တဲ့အမျိုးသမီးတဦးဟာဈေးကနေပြန်လာတဲ့အချိန်ပြန်ပေးဆွဲခံရပြီးတော့မိသားစုကတိန့်တထောင်နဲ့ပြန်ရွေးခဲ့ရတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချပ်ပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ